အင်ဒိုနီးရှားကဆမ်ရိုစီဆိုတဲ့ကိုဝိုင်ထရက်ကမောင်းသမားတယောက်ကတ냐တော့ကြောက်စီယာဖြစ်ရက်နဲ့ကြုံတွေ့ပြီးရိုက်ကူးမိချခဲ့ပါတယ်။သူကတကယ်တော့အင်ဒိုနီးရှားရဲ့ကြီးလက်ဒေသတလျှောက်ထရက်ကမောင်းရေးနဲ့ရရှိရတဲ့အတွေ့အကြုံတွေနဲ့စွန်စားခန်းတွေကိုပုံမှန်တင်လေးရှိရတဲ့သူတယောက်ပါ။တ냐တော့ဒေသခံတွေကတရေအရန်၆တယ်လို့ဆိုကြတဲ့ရှေးရပြီးလူသူကင်းမဲ့တဲ့လမ်းမတလျှောက်ထရက်ကမောင်းလာခဲ့တယ်။လူသူကင်းမဲ့တဲ့တရားတစ်ခုကိုဖျက်ပြီးရဲ့နောက်မှာတော့ရုတ်တရက်သူ့ရဲ့ကားကရက်တန့်သွားခဲ့ပါတော့တယ်။ကြည့်လိုက်ရအောင်။ bener bener sampean bener sampean apa jenenge oh tiba e ya tiba e mesinku sing keder oh wis tak servis ya tur ya oh apa nih Sam ကဘာမှနေလဲဆိုတာနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူကမကြသေးရင်ကမှကားကိုစစ်ဆေးပြီးတော့ service လုပ်ထားပြီးသားမို့လို့ပါ။အဲဒီနောက်တော့ထိန်းလန်းစရာကောင်းတဲ့အဖြစ်အပျက်တွေစဖြစ်လာပါတော့တယ်။ aku saiki ngomong yo mambune moro-moro mambune gak enak lur mambu melati campur amis eh hey, siapa iku siapa si ambu amis lur yo hmm. ayo siapa Hei, tu siapa lagi? ဟေးဝလုတ်ဝလုတ်ဝင်ကြလောဟေးဆမ်ကစိုးရတဲ့အနံတစ်ခုရပြီးတော့သူ့ရဲ့ truck ကအောက်ကိုငုံချလိုက်တဲ့အခါကားရဲ့တစ်ဖက်ခြမ်းကခြေပလာနဲ့တစုံတယောက်ရဲ့ခြေထောက်တီပေါ်နေရကို တွေ့လိုက်ရပါတယ်ဒါပေမဲ့သူလိုက်စစ်ဆေးကြည့်တော့ဘသူ့ကိုမှမတွေ့ရဘူးဒီလိုကြောက်စရာအတွေ့အကြုံကြီးကြုံလိုက်ရတဲ့အတွက်ဆမ်လည်းလန့်ပြီးတော့ကားကလည်းဒီမှာပြည့်နေရဆိုတော့သူလည်းဒီကနေထွက်သွားပြီးအကူအညီရှာဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူကဒီလိုတရေချောက်ပါတယ်ဆိုတော့လမ်းမှာမှာကားကထိုးရက်သွားပြီးတော့ဒီလိုဖြစ်ရက်မျိုးနဲ့ကြုံလိုက်ရတာဆိုတော့အတော်လေးတော့လန့်စရာကောင်းတာတော့အမှန်ပါပဲပရိသတ်တို့အနေနဲ့ဒီဖြစ်ရက်နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်ပါတလဲတရေလို့ထင်လားဒါမှမဟုတ်သူက online ပေါ်မှာနာမည်ကြီးခြင်းလို့တမင်ဒီဗီဒီယို ကိုဖန်တီးယူပြီးတော့ဓာတ်ကူးထားတယ်လို့ထင်လား။ထင်မြင်ချက်လေးတွေကိုအောက်က comment မှာ like ခဲ့ပေးလို့ရပါတယ်ရှင်။